မင်္ဂလာပါရှင်။အားလုံးရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့လမ်းလျှောက်ခြင်းရနေရရှိမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပြပြပေးသွားပါမယ်။လမ်းလျှောက်ခြင်းဆိုတာကျန်းမာရေးအတွက်ကုန်ကျစရိတ်အနည်းဆုံးနဲ့လွတ်ဆောင်နိုင်တဲ့လိကျင့်ငန်းတစ်မျိုးဖြစ်ပါတယ်။ပစ္စည်းကရိယာတက်စားဘလောက်အထွေထူးလဲသိမ့်မလို့တဲ့အပြင်အင်အားလဲပြပြပမာန်စိုက်ထုတ်စီရမလို့တဲ့အတွက်တက်ကြီးရွယ်ဦးတွေပါလှုံ့ဆောင်နိုင်ပါတယ် လမ်းလျှောက်ကြီးရဲ့အကျိုးကျေးဇူးတွေကတော့နံပါတ်1အနေနဲ့စွဲရည်မြင့်တင်ပေးပါတယ်။သင်ရမနစ်ခင်းမှာလမ်းလျှောက်ပြီးလက်ဆက်အင်းများတဲ့နေကိုရှုချိုက်ခြင်းအဖြစ်တနည်းတာလုံးမှာလက်ဆက်တကျစေနိုင်မှာဖြစ်ပါတယ်။အထူးသဖြင့်အပြစ်ထွက်လမ်းလျှောက်ကြီးဖြစ်ပါတယ်။ လိလချက်များအရာပြပန်းလေးကိုရှူချရင် တနည်းကိုမိနစ်20ခန့်လမ်းလျှောက်ပြီးချင်းဟာတည်ရတနည်းတာဆွဲအင်ကိုမြင့်တင်ပေးရာရောက်တယ်လို့ဆိုပါတယ်။ဒါ့အပြင်လေကားအတက်အစင်းလျှောက်ခြင်းကို7မိနစ်ခန့်ပြုလုပ်ပြီးချင်းဟာကော်ဖီတစ်ခေါက်တောက်ခြင်းနဲ့ညီမျှတဲ့ဆွဲအင်ကိုရရှိစေတယ်လို့ဆိုပါတယ်။နံပါတ်1ကတော့စိတ်ဓာတ်ကိုမြင့်တင်ပေးပါတယ်။လမ်းလျှောက်ခြင်းမှာဇီဝကမ္ဘာအကျိုးကျေးဇူးတွေရှိနေပါတယ်။သုတေသနများအရာတွှိချက်တွေကတော့မိမိကိုယ်ကိုယုံကြည်လေးစားမှုတက်စေခြင်း စိတ်ပဲဆိုင်ရာမြင့်မားခြင်းစိတ်ပစ္စည်းမှုရော့နေစေခြင်းစိတ်ပင်ပန်းမှုရော့ကြစေခြင်းပင်ပန်းနှွမ်းနေမှုရော့ကြစေခြင်းစိတ်ကြကြမှုဖြစ်နိုင်ခြင်းရော့နေစေခြင်းတို့ပဲဖြစ်ပါတယ်။နောက်နံပါတ်3ချက်ကတော့ကိုယ်လက်လှုပ်ရှားမှုဖြစ်မြောက်သွားခြင်းပဲဖြစ်ပါတယ်။လမ်းလျှောက်ခြင်းဟာအင်အားသိမ်းမဆိုင်ထုတ်ရပေမယ့်ကိုယ်လက်နှစ်ကျင်ငယ်တစ်မျိုးအနေနဲ့ပဲသတ်မှတ်ထားပါတယ်။အရင်ရောက်ပြီးသူများအနေနဲ့အင်အားမဆိုင်ထုတ်ရတဲ့နှစ်ကျင်ငယ်ကို တစ်ပတ်မှာမိနစ်150ရာနေမိနစ်300အထိပြုလုပ်သင့်တယ်လို့ဆိုပါတယ်တစ်ပတ်ကို9ရက်ခန့်တနည်းနိုင်ယူဝါလျှောက်ပြီးခြင်းဟာဒီလိုအပ်ချက်ကိုပြည့်မီစေမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုယ်လေးချိန်ကြားစီခြင်းပဲဖြစ်ပါတယ်သင်ဟာကိုယ်လေးချိန်ရှင်းချဖို့ကြိုးစားနေသူတယောက်ဆိုရင်နာနတ်တာလက်လျှောက်ပေးသင့်ပါတယ်ပုံမှန်ချိန်လမ်းနဲ့နိုင်ဝက်လောက်လက်လျှောက်ရင်150ကီလိုရီလောက်ကျော်မီတာဖြစ်သွားပါတယ် နံပါတ်5ချက်ကတော့ကျန်းမာရေးကောင်းမှုစီပါတယ်။လမ်းလျှောက်ခြင်းကြောင့်ကိုယ်ခံစွမ်းကိုမြင့်တက်စေသလိုယောဂတချို့ဖြစ်နိုင်ခြင်းရလည်းကာကွယ်ပေးပါတယ်။တနည်းကိုနိုင်ဝက်လမ်းလျှောက်ရင်နှလုံးယောဂဖြစ်နိုင်ခြင်း19ရာခိုင်နှုန်းညွန့်နေတယ်လို့ဆိုပါတယ်။စီကျူရှိသူများအနေနဲ့လေပုံမှန်လမ်းလျှောက်ကြရပြီသွေးရည်တခြားတက်ကိုထိ ंछ ုံနိုင်ပါလိမ့်မယ်လူသက်တမ်းကိုရှိစေပြီးနှလုံးနဲ့သွေးကြောဆိုင်ရာယောဂတွေပြီးကိစ္စယောဂတချို့ကိုပါကာကွယ်ပေးနိုင်ပါတယ် နံပါတ်6ကတော့စစ်သားတွေကိုတတ်မာစေပါတယ်။လက်လျှောက်ချင်းကြောင့်ခြေထောက်စစ်သားတွေတတ်မာလာပါလိမ့်မယ်။အကောင်းဆုံးကတော့နည်းနည်းခက်သက်သက်လျှောက်ပေးဖို့ပါပဲ။နောက်ပိုင်းမှာအပြောင်းလဲလုပ်ပြီးလေကားတက်ချင်၊ကုန်းနှင်းမြှောက်ချင်စသဖြင့်ပုံစံပြောင်းပြီးလဲလျှောက်ပေးသင့်ပါတယ်။နောက်တစ်ချက်ကတော့စိတ်ပိုင်းဆိုင်ရာကြည်လင်ပြတ်သားစေခြင်းပဲဖြစ်ပါတယ်။နနဆဆောလမ်းလျှောက်ခြင်းဟာစိတ်ပိုင်းဆိုင်ရာကြည်လင်ပြတ်သားပြီးတနစ်တာကိစ္စတွေကိုအာရုံစိုက်မှုအားကောင်းစေပါတယ် တက်ကြီးရွယ်ဝများနဲ့ပြုလုပ်ခဲ့တဲ့သုတေသနတစ်ခုမှာနနက်စစောလမ်းလျှောက်တဲ့အခါတိမှုဆွေရည်တွေမြင့်တက်လာစေတယ်လို့သိရပါတယ်။လမ်းလျှောက်ခြင်းကြောင့်ဖန်တီးမှုဆွေရည်တွေလည်းတက်လာစေပါတယ်။အလတ်ချိန်မှာအထိုင်များသူတွေထက်ပုံမှန်လမ်းလျှောက်သူများဟာအကြံကောင်းညံကောင်းတွေပိုထွက်လာစေပါတယ်။နောက်ဆုံးအချက်ဖြစ်တဲ့နံပါတ်၈ကတော့ညက်ဘက်တွေမှာကောင်းမှုစွာအပြော်စေပါတယ်။လမ်းလျှောက်ကြီးဟာညအချိန်မှာ ကောင်းစွာအပြော်ဖို့အထောက်အပံ့ပြုပါတယ်။ အသက်55နှစ်ကနေ65နှစ်အရွယ်ကောင်းစွာအိမ်မပျော်သူတက်ကြီးပိုင်းများဟာနနက်ပိုင်းရောညနေခင်းမှာလမ်းလျှောက်နေခြင်းငံလို့ရာကနေကောင်းစွာအိပ်ဆက်နိုင်တဲ့အခြေအနေရောက်သွားတယ်လို့သူတိတနာစာဆောင်တစ်ခုမှာဖော်ပြထားပါတယ်။ဒါကြောင့်လမ်းလျှောက်ခြင်းဟာရုပ်ပိုင်းဆိုင်ရာတမကစိတ်ပိုင်းဆိုင်ရာကိုပါအထောက်အကူပြုတဲ့ကိုယ်လက်လှူရှာမှုလေ့ကျင့်ခန်းဖြစ်ပါတယ်။နနက်စစောလမ်းလျှောက်ခြင်းအဖြစ်တနေ့တာကြည့်ရင်လမ်းစားစီပြီးညပိုင်းမှာလည်းကောင်းစွာအိပ်ပျော်စေပါတယ်။ လမ်းမလျှောက်ခင်နဲ့လမ်းလျှောက်ပြီးချင်းအကျော်လျှော့ချင်းညီမများတော့ချင်းစားရပြီးလှုပ်ဆောင်ရင်ပိုကောင်းပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးဆုံးတရားရရှိမယ်ဆိုရင်လိုက်အန်ရှယ်လေးလုပ်ပေးခဲ့ပါအောင်နော်ဗီဒီယိုတင်တိုင်းအမြဲတမ်းရအောင် channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးဘေးကခေါက်လောက်လေးကိုလည်းဖွင့်ထားဖို့မမေ့ပါနဲ့နော်ပေးသကြည်အားလုံးကျမ်းမာပျော်ရွှင်ပြီး တာယာလမ်းမနဲ့နှစ်ရက်များစွာကိုပိုက်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်နော်။